အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်တော့နေ့လေးတနေ့ဖြစ်ပါစလို့ဒီနေရာကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော် Manchester City အသင်းကတော့အပြောင်းအရွှေ့မှာတော်တော်လေးကိုလာမဲ့ ရက်သက်တပတ်တွေမှာတော်တော်လေးကိုခင်ဗျားမြန်ဆန်စွာမြင်ရပြီးတော့သူတို့အနေနဲ့ club walk မစခင်မှာသူတို့ဒါအဓိကလူချင်းတဲ့ကစားသမားတချို့ကိုလာမယ့်ဒီ club walk မတိုင်ခင်မှာခေါ်ယူသွားနိုင်ဖို့အတွက် city အသင်းနဲ့တောက်လျှောက်ပြင်ဆင်နေတယ်ဆိုတာတဖြည်းဖြည်းနဲ့သတင်းတွေတက်လာခဲ့ဖြစ်တယ်အဲ့တော့ဒါမင်းညကတော့ကျွန်တော် Fabrizio Romano တင်ထားခဲ့တဲ့သတင်းအရဆိုရင်တော့ Manchester City အသင်းနဲ့ လာမဲ့ဒါကြောင့်တင်းလာနေအင်္ကာနှစ်ရက်တစ်ရက်တည်းအတွင်းမှာပေါ့နော်တို့အနေနဲ့ဒါကွင်းလေတိုက်စစ်ကစားသမားဖြစ်တဲ့ Ryan Shirky ကိုတရားဝင်ကန့်လန့်မှုပြုလုပ်တော့မှာဖြစ်ကြောင်းကိုကျွန်တော်အနေနဲ့သိရတော့မှာဖြစ်တယ်အဲ့တော့ဒီနေရာမှာဒီကိစ္စတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းသွားပြီအခုလက်ရှိမှာဒါ Ryan Shirky ရဲ့စာချုပ်ဖြတ်သိမ်းချက်က Euro 22.5သန်းပဲရှိအဲ့တော့ဒါ Manchester City တင့်နေတာ Euro 22.5သန်းကိုတရားဝင် submit လုပ်လိုက်ပြီဆိုရင်တော့ကစားသမားကိုလွယ်လွယ်ကူကူနဲ့ခေါ်ယူသွားဖို့အတွက်အနေထား မှာရှိသွားအဲ့တော့ဒီနေရာမှာနောက်ဆုံးဖတ်ရတဲ့သတင်းတွေက Manchester City အသင်းကတော့ Brian Shirky ကိုပုတ်ကူရေးရာသဘောတူညီမှုကိုအေးအေးဆေးဆေးရရှိခဲ့ပြီဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်ခဲ့တယ်အောင်တွေ့ရမှာအဲ့တော့ Manchester City ရဲ့ဒီနှစ်ရဲ့ပထမဆုံးခေါ်ယူမှုကတော့ကျွန်တော်ပြင်သစ်ကစားအဲ့ပေါ့ ပြင်သစ်ကစားသမားလီယွန်ရဲ့ကွင်းလယ်ကစားသမားဖြစ်တယ်ဒါကျွန်တော်တို့ Ryan Shakey ဖြစ်လာဘူးကျွန်တော်ရာဂိုင်တို့တော်တော်လေးကိုမြားသွားပြီလို့ပြောလို့ရတယ်ပြီးရင်တော့ဒါကျွန်တော်တို့ Rangers ပေါ့နော်အဲ့တော့ဒါ City တင်းနေလာမယ့်ဒါကျွန်တော်တို့တော်ပေါ့အဲ့ဒါ Fabio Romano ရေးထားပုံရဆိုတော့ Manchester City ကလာမယ့်အပတ်မှာဒါကျွန်တော် Ryan Shakey နဲ့ပတ်သက်ပြီးပထမဦးဆုံး Open Bid ကိုစတင်ပြီးကမ်းလှမ်းမယ်ဆိုပြီးရေးထားတယ် ဒီနေ့မှာကျွန်တော်စိတ်ဝင်စားတာပေါ့နော် opening bit ဆိုရတဲ့ကြောင့်စာချုပ်ဖြတ်သိမ်းခြင်းကိုတရားဝင်ကန့်လှမ်းပါလားဒါမှမဟုတ်ခုနကဒီထက်နေတဲ့ဈေးကိုကန့်လှမ်းပါကျွန်တော်နေနဲ့ CD ခေါင်းရှုပ်မခံလာဘူးလို့ကျွန်တော်နေနဲ့ CD သိမ်းနေရတာပေါ့စာချုပ်ဖြတ်သိမ်းခြင်းဖြစ်တဲ့ Euro 20.5သန်းပေါင်နဲ့တော့မဆိုပေါင်18သန်းပတ်ချလဲ18သန်းပတ်ချလဲဝင်းကျင်ကြားကိုဒီနေရာမှာဒါတခါတဲ့ကန့်လှမ်းသွားမယ်လို့ကျွန်တော်အနေနဲ့ပုတ်ကူရရမှာကျွန်တော်ကတော့မြင်မိတယ်အဲ့တော့ CD သိမ်းနေတာကျွန်တော် Ryan Shaki ကိုတော့ပုတ်ကူရရသဘောတူညီမှုရထားပြီးပြီဖြစ်တဲ့အတွက်ကြောင့်မို့ကဲယူစာချုပ်ဖြတ်သိမ်းခြင်းသာပေးချေပြီးတော့ Lion ကဒီစာချုပ်ဖြတ်သိမ်းခြင်းကိုလက်ခံရ ရှိခဲ့မယ်ဆိုရင်တော့ Ryan Shaky ကဒီနှစ်ရဲ့ဒါကျွန်တော် CD သိရင်ပထမအဦးဆုံး Here We Go ဖြစ်လာလို့လာမယ်လို့ကျွန်တော်အနေနဲ့တွက်လာလို့ရအဲ့တော့ဒါ Ryan Shaky နေနဲ့အခုလက်ရှိမှာ Attacking Midfielder နေရာမှာဒါကျွန်တော်တို့ ကေဗင်ဒဘရိုင်းနာကိုဒိုက်ရိုက် replacement လုပ်သွားမှာဖြစ်တယ်လို့သိရတယ်မဟုတ်ဒါပေမဲ့ကောလာဟာလာတွေကအခုလက်ရှိမှာကျွန်တော်ကြားနေရတဲ့သတင်းတွေကပေါ့နော် City Thing က Ryan Shakey တယောက်တည်းကိုပဲခေါ်ယူသွားမှာမဟုတ်ဘဲနဲ့လာမယ့်နေရာဒီအတွက် Morgan Giswhite ကိုပါဒီနေရာအတွက်ထပ်မံပြီးတော့ခေါ်ယူသွားနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။ဒါကိုစဉ်းစားကြည့်မယ်တော်တော်လေးကိုကြမ်းထော်တဲ့သတင်းတစ်ခုလို့ကျွန်တော်အနေနဲ့မြင်တယ်။ဘာလို့လဲဆို City Thing နဲ့တီးကြရတယ်မဲ့လက်ရှိဒီ Attacking Midfielder နေရာပေါ့နော်ဒါ AM နေရာမှာသူတို့နေတဲ့ Kevin De Bruyne ကိုရေရှည်အသုံးပြုလာခဲ့တယ်။ Kevin De Bruyne နေရာနဲ့ဒီနေရာမှာဒါအသုံးတော်ခံခဲ့တဲ့ David Silva Kevin De Bruyne ခုလည်းရှိဘာနာရိုဆေးဗာလည်းဆော်ရဲဒါပေမဲ့ဒီထဲမှာဒါကျွန်တော်အမြင်ရပါတော့ဒါ Ryan Shakey ကိုသူတို့နေကေဗင်ဒရိုင်းနာ direct replacement ဆိုတာတက်ဆိုင်ဘာနာရိုဆေးဗာကိုရောင်းပြီးရင် Ryan Shakey ကဘာနာရိုဆေးဗာပုံစံမျိုးဆော့ဖို့အတွက်ယာကိုင်နှုတ်များမယ်လို့ကျွန်တော်နေမြင်တယ် ဟုတ်တော့ဘောတော့အဲ့လိုပုံစံမျိုးအဲ့တော့သူတို့နေနေဒါတချို့ကြတင်တာဗောနော်ကေဗင်ဒဘရိုင်းနာရိုင်ယန်ရှက်ကီကတိုက်ရိုက်အစားထုတ်မယ်ဆိုတော့ပုံစံမျိုးတည်းကျွန်တော်တော့မတည်ဘူး။ဘာလို့ရိုင်ယန်ရှက်ကီနဲ့ဈေးနေတာတကြောင်ကျွန်တော်တို့ကဈေးနေလို့တော့ရိုင်ယန်ရှက်ကီကစားပုံတွေကရိုင်ယန်ရှက်ကီအခုလက်ရှိမှာဒါအသင်းပုံစံအရကစားပုံကဘာနဲ့သွားတူလဲဆိုတော့ဒေးဗစ်ဆေးဗာတို့ဒါတချိန်ကဘနာဒူဆေးဗာဆေးဗာညီကျွေးဗောဆေးဗာညီပုံစံမျိုးနဲ့တော်တော်လေးကိုသွားစင်တဲ့ပုံစံတစ်မျိုးမှရှိရလို့ကျွန်တော်အမြင်ကမြင်မိတယ်။အဲ့တော့ personally ya ဒီနေရာမှာ Fabrizio Romano ရေးသားဖို့ရဆိုရင်တော့ဒါ Manchester City အသင်းက Ryan Shaqiri မြေမဲ့ဆက်ဆက်ခေါ်ခြင်းနဲ့အဲ့တော့ဒီနေရာမှာ Shaqiri ကို okay of course သူ့အနေနဲ့ Kevin De Bruyne နေရာကူလည်းသူကစားစရာ attacking midfielder နဲ့သူမကစားစရာကစားလို့မရစရာအကြောင်းမှမရှိအဲ့တော့ဒါမှမဟုတ်ကျွန်တော်အမြင်အရပြောမှာဆိုရင်ကျွန်တော်မြင်ကြည့်တာဗောနော် Kevin De Bruyne နေရာအတွက် Shaqiri ကိုဒါကျွန်တော်တို့အတူလဲကျွန်တော်ဆိုရှယ်ဖီကို City အသင်းနဲ့ တင်းတိမ်တော့မဟုတ်ဘူးလို့ကျွန်တော်နေမိတယ်။သူတို့နဲ့ guest work ကိုသူတို့ထပ်ခေါ်ပြလိမ့်မယ်။ကျွန်တော်လောင်းရဲတယ်။ဒိတ်ဆက်ကိုသူတို့ထပ်ခေါ်အောင်မှာအဲ့တော့ဒါ Sharky ကပြောမှဆိုဈေးတန်တယ် လွယ်တယ်ကစားသမားလည်းခေါင်းကြီးလွယ်တယ်ကစားသမားအသင်ကတော့မပြောချင်တာဗျဆက်ချက်ကင်းနေနဲ့အခုလက်ရှိမှာစပါးကသူ့ကိုစိတ်ဝင်စားရမယ်မဲ့စပါးလိုသင်းမျိုးသူပြောင်းမလားစီတီလိုသင်းမျိုးသူပြောင်းမှာပဲလေဟုတ်တယ်မလားအဲ့တော့စီတီလိုသင်းမျိုးကိုသူရွေးချယ်ဖို့အတွက်လက်ရှိမှာလုံးဝ ready ဖြစ်နေပြီကစားသမားလည်းခေါင်းကြီးပြီးတော့အဲ့တော့စီတီသင်းနဲ့ပြောချင်တာသူတို့တို့အလွယ်ကူဆုံးဈေးတသက်တသာနဲ့ရနိုင်မယ်တကယ် quality ကစားသမားတယောက်ကိုပေါင်18သန်းလောက်နေရရဒါလစာအပြည့်ဒီကောင်းကြည့်ရသသိန်းငွေသသိန်း7000လောက်ပဲရှိမှနေထားမှာဘာမှမဆုံးရှုံးနိုင်တဲ့ transfer တစ်ခုကို city သင်းခေါ်သွားတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်စီးတဲ့ဒီဒီပြောင်းရ ကိုခေါ်နေတယ်မှာလောင်းစားပါညာလို့သွားတယ်လို့ကျွန်တော်အနေနဲ့မမြင်ဘူးသူ့အနေနဲ့ကျွန်တော်မြင်ကြည့်တာပေါ့နော်သုံးမရတဲ့ Jack Grealish အသင်းကထထတော့မဲ့ Jack Grealish အသင်းကထထတော့မဲ့ Bernardo Silva နေရာမှာ Sherky ကတော်တော်လေးကိုအသုံးတော်ခံသွားမိုင်မဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ခေါ်ယူခဲ့တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဘာလို့ဆို City အသင်းနေနဲ့ဒါ Sherky ကိုခေါ်ယူတဲ့နေရာမှာဟုတ်နာပါတော့ပဲ Kevin De Bruyne ကိုတိုက်ရဲ့အစားထိုးရတဲ့ဆိုင်သူတို့အနေနဲ့ဈေးတန်နဲ့ကစားသမားကောင်းတယ်ဒါကြောင့်မို့ခေါ်ယူလိုက်တယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ် Of course ခုနပြောခဲ့သူပဲ Kevin De Bruyne နေရာလည်းသူ solid ရယ် solid ရတာမို့ဒါပေမဲ့ Sherky ကကျွန်တော်ပြောမယ်ဆိုရင် Florian Risk ပုံစံမျိုးပို့ဆက်တယ်။ Playmaker ပုံစံမျိုးဆိုတာဒါပေမဲ့ကျွန်တော်အမြင်ပေါ့။တော့ကျွန်တော်က Tactical ရမသိဘူး။မှားကောင်းလဲမှားနိုင်တယ်။မှားရင်လည်းကျွန်တော်အများကြီးထပ်ပါကျွန်တော်စိတ်မဆူဘူး။အဲကျွန်တော်အမြင်ပေါ့။အဲ့တော့ Sherky ကို City ခေါ်တယ်ဆိုတာက David ဟိုကျွန်တော်ခုနက David Silva ပုံစံမျိုး၊ Bernardo Silva ပို့ပြီးငယ်မဲ့ version ။တောင်းမှန်မှလည်းအားကိုးရမယ်၊ကွင်းလည်းမှလည်းအားကိုးရ။ပြောချင်တာဗျာအခုလက်ရှိမှာ City တင်းနေနေ Favor Dan လည်းတဖြည်းဖြည်းအားမကိုးလာတဲ့ကြောင့် Favor Dan ပုံစံမျိုးကစားသမားကိုသူတို့အနေနဲ့ခေါ်ခဲ့တယ်လို့ပဲကျွန်တော်အနေနဲ့ယူဆတယ်။အဲ့တော့ ရှာကီကကျွန်တော်အမြင်အရပြောမယ်ဆိုရင်တော့ Kevin De Bruyne ရဲ့ direct replacement မဟုတ်လောက်ဘူးလို့မြင်တယ်။ဒါကျွန်တော်ရဲ့အမြင်သားဖြစ်။အဲ့တော့ဒါနဲ့ဆက်ဆက်ပြီးပြောရမယ်ဆိုရင်ဘာလို့ဒီလိုကျွန်တော်ကောက်ချက်ချနိုင်လဲ။အခုလက်ရှိမှာ City အသင်းအနေနဲ့ Morgan Gisway ရဲ့အပြောင်းအရွှေ့အတွက်လက်မလျှော့သေးဘူးလို့သိရတယ်မှာပါတယ်။ Morgan Gisway ရဲ့အပြောင်းအရွှေ့မှာ Manchester City အသင်းကတော့လာမယ့်နွေရာသီအတွက်လာမယ့်အခြေအနေဒီအတွက်လာမယ့်ရာသီအတွက်ပေါ့နော်။ဒါကျွန်တော်တို့ CD သင်းတဲ့ Morgan Gisway ကိုဒါကျွန်တော်တို့အဲ Club Walker အမိခေါ်ယူသွားဖို့တော့မဟုတ်။အဲ့တော့ Club Walker ပြီးဒါမှကလပ်ဘောကအတွင်းမှာလည်းဒါကျွန်တော်တို့ CD တင်းနဲ့ခေါ်ယူသွားနိုင်တဲ့အနေအထားမှာရှိလို့ကလပ်ဘောကဒါကျွန်တော်ဂျွန်ဆလီယာနေပြီးတော့ဂျူလိုင်ဆလီဒီကမ်ပိန်းအတွက်ကြောင့်မလို့သူတို့ရဲ့ဂျားထဲမှာတလတတိကမ်ပိန်းတော့ဒီဂျားထဲမှာလည်းဒါကစားသမားခေါ်ယူမှုတိုးလာနေတယ်အဲ့ဒါပဲကျွန်တော်မသိတာကျွန်တော်မိုင်းထောက်ပြပါဘောနော်ကျွန်တော်မသိတာတစ်ချက်ကအကယ်၍ဒီကစားသမားကိုဒီဂျားထဲမှာခေါ်ယူလိုက်ပြီဆိုခေါ်လိုက်တဲ့အချိန်အတွင်းမှာ ကစားသမားကိုဒါကျွန်တော်တို့နောက်တစ်ဆင့်တက်သွားခဲ့ရင်ဒီပွဲမှာမို့နောက်တစ်ဆင့်တက်သွားခဲ့ရင်ဒီကစားသမား register လုပ်ရရလား register လုပ်ရရင်တော့မဆိုးဘူးဒါမှအဲ့တော့လက်ရှိမှာကျွန်တော်အမြင်မှာ CD thin နဲ့ Sharky ကိုမြန်မြန်ဆန်ဆန်ခေါ်နေတာ club walker အမိတို့ခေါ်မယ် club walker မှာ Sharky ကိုသူတုံးခြင်းနဲ့ဒီလိုပုံစံမျိုးသူသွားသွားမယ်အဲ့တော့ကျွန်တော်အမြင်မှာပြောမှာ CD thin နေနဲ့စာချုပ်ဖြတ်သိမ်းခြင်းတွေမဟုတ်ဘဲနဲ့ဒီပထမဆုံး set bit မှာသူတို့နဲ့ငွေနည်းနည်းပို့ပေးပြီး club walker အမိခေါ်ဖို့အတွက်လုပ်သွားတယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်ပေါ့အဲ့တော့ဒါအခုလက်ရှိဒါ Ryan Sharky နေနဲ့ဒါလာမယ့်ရသက်တစ်ပတ်မှာတော့ဒါ CD ကစားသမားတရားဝင်ဖြစ်လာတော့လာမှာဖြစ်တယ် ို့ကျွန်တော်အနေနဲ့ကောက်ချက်ချလို့ရပါအဲ့တော့မကြခင် here we go တော့မယ့်ဥစ္စာလေးကိုမပြောသေးခင်မှာနောက်တစ်ခုကအဲ့ Morgan Gates ကြောင့်ဆက်ပြောအောင် Morgan Gates ကဒါ City အသင်းရဲ့လက်ချက်မှာစိတ်ဝင်စားနေတယ်ကစားသမားလည်း City ဆိုရင်ကောင်းငင်းဖို့အတွက် ready ပဲဒါပေမဲ့ပြဿနာအကြီးအမားဆုံးပြဿနာဘာလဲဆိုတော့ Morgan Gates ရဲ့လက်ရှိအပြောင်းရွှေ့ဈေးပဲ Morgan Gates ရဲ့လက်ရှိအပြောင်းရွှေ့ဈေးကတော်တော်လေးကိုမြင့်မားတယ်တစ်ဖက်က Northern West ကလက်ရှိမှာ Conference League ဝင်တာဖြစ်တဲ့ကြောင့်သူတို့အနေနဲ့ဒီဖလားကိုလိုချင်တယ်။ Morgan Gates ကသာရှိမယ်ဆိုသူတို့အနေနဲ့လာမယ့်နေရာဒီမှာဒါလာမယ့်ယာဒီမှာ ကွန်ဖရန့်လီဖလားကိုရယူနိုင်တဲ့အသည်သတင်းလို့လက်ရှိပိုင်ရှင်ကသတ်မှတ်ထားတဲ့နေရာမှာပါတော့လက်ရှိပိုင်ရှင်အနေနဲ့အခုလက်ရှိသူ့ရဲ့အသင်းကစားသမားတွေကိုလာမယ့်နေရာဒီမှာလွယ်လွယ်ကူကူနဲ့သူတို့ရောင်းချဖို့စီစဉ်မရှိဘူး။ဘာကြောင့်လဲ။သူတို့အနေနဲ့ဒါလက်ရှိဒီအသင်းကကွန်ဖရန့်လီကိုအေးအေးဆေးဆေးရနိုင်တဲ့အသည်သတင်းလို့ဒါ Northern Forest ရဲ့ပိုင်ရှင်အနေနဲ့လက်ရှိမှာမှတ်ယူထားတယ်။ကျွန်တော်တွေလည်း personally yes အခုလက်ရှိဒါကျွန်တော် Chelsea ဆော့ခဲ့တဲ့အသင်းတွေ West Ham ဆော့ခဲ့တဲ့အသင်းတွေကိုပြန်ကြည့်မယ်ဆိုရင်တော့ဒါ of course Fiorentina နဲ့ Betis ကပို့ပြီးတော့ခတ်တဲ့အပိုးနဲ့နေဖြစ်ပေမဲ့တကယ်တမ်းပြင်ဆင်ရင် Northern Forest မှာတကယ်တမ်းဒါကျွန်တော်တို့အဲ conference league ရနိုင်တဲ့အခွင့်အရေးများရှိတယ်လို့ကျွန်တော်အနေနဲ့အများကြီးအများကြီးထားတော့ဒါ Morgan Gisway ကိုဘာလို့ Northern Forest ကဘက်ကမယောင်းဘူးဆိုရလဲလက်ခံလို့ဒါပေမဲ့ Morgan Gisway ကိုပြန်ကြည့်ရအောင်လက်ရှိမှာသူတို့အနေနဲ့ဒါဂျားထဲမှာခေါ်ယူနိုင်ခဲ့မဲ့ club worker သူဆိုတော့သူရပထမဆုံးစုဘလာတော့သူမျှော်မှန်းလို့ရမယ်ဒါကျွန်တော် Premier League တိုင်တော်တော်မျှော်လင့်လို့ရမယ်ချယ်ချယ်မီယံလိတိုင်တော့အဲ့တော့ Conference League လောက်ကိုခုနက Premier League, Champion League, Cup World Cup ကိုသူနေလဲမှာပါတော့ Gorgon Gisbyte ကိုတိုင်ကလက်ရှိမှာ Northern Forest အသစ်တက်ဆိုင်တီယာတောက်ကတော့သူ့အနေနဲ့ဒါဒီယာကိုပဲရွေးချယ်သွားမယ်လို့ကျွန်တော်အနေနဲ့တီယာတဲ့မှာပါတော့ City Team ကိုပဲအဓိကအဲ့တော့ City Team နဲ့တစ်ဖက်ကဒါကျွန်တော်တို့ Northern Forest down နဲ့ဈေးကို City Team လုံးဝလုံးဝပေးချီသွားမှာမဟုတ်ဘူးဒါကြောင့်မလို့ CD အသင်းနေနဲ့ဒါ Morgan Gibson ကိုစိတ်ဝင်စားရဆိုမှတရားဝင်ကန့်လတ်မှုသူနေမလုပ်သေးဘူး အခြေအနေကိုစောင့်ကြည့်ရလို့ပဲယူဆလို့ရတဲ့သတင်းတွေပဲကျွန်တော်လည်းပြောပြတယ်အဲ့တော့စီးရီးသစ်ဒီနေရာမှာဆက်ဆက်ပြီးပြောမယ်ရိုင်းဒါစ်ရဲ့ဒုတိယမြောက်ဒါကန်လန်မှုကိုတရားဝင်ဒါကျွန်တော်ကန်လန်လာပြီးဖြစ်ပြီးတော့ဒါဒီရက်သက်တစ်ပတ်မှာဒီရေးဆောင်တဲ့ပတ်သက်ပြီးအဖြေတည်ရမယ်လို့တည်ရတယ်အဲ့တော့ချာကီနဲ့ရိုင်းဒါစ်နဲ့ယောက်ကဒါကျွန်တော်ကလပ်ဘောကန်အမီမှာစီးတီကစားသမားဖြစ်လာမယ်လို့လာမယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်ဒါတော့ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV Voice တို့မှာကျင်းလူစင်ပေါအောင်ကူညီလို့ရပါတယ်မင်းလိုက်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဦးအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ဒီ before you တို့ရဲ့လင့်လေးတွေကိုထည့်ပေးထားခြင်းမကျွန်တော် မျက်စောကိုညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးပြကျွန်တော်အားပေးလို့ရပါတယ်မြန်မြန်လေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဦးမြန်မြန်ကလစ်မှာမြန်မြန်နိုင်ဖြစ်ပါတယ်အားလုံးပဲကြိုတူပါတယ်ကောင်းမွန်တော်နေနေဖြစ်ပါစုံမောင်းတောင်းပြီးနေပဲကျွန်တော်တို့ညီနောက်မှာ issue တူကြရပါဗော Deva ဗျာ